ဖိလစ်ပိုင်နိုင်ငံမီလာမြို့ FEBC အတလွင့်ဌာနမှာ တင်တိအတော်တမချန်းအစီအစဉ်များကို အတန်လွင့်ပို့ချလည်ရှိပါလေရှင်မိဘညီကိုမောင်နှမအပေါင်းတို့ရှင်မင်္ဂလာပါရှင်အသက်ရှင်တော်မူသောဖျားသခင်ဤနှုတ်ကပတ်တော်ကိုကြားနာခံယူကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါရရှင်တောရရှိမြတ်မြာကဘာဦးချန်းအခန်းကြီး53ကို အခုလိုရှုမြင်သုံးသပ်လေ့လာတင်ပြထားပါဗျာအကိုကြီးတွေဆံကုန်လို့ယောသတ်စီမာ ပြန်ဆုံအောင်မယ်လေဒီတစ်ခေါက်တော့ဘင်ယမိန်လေးကိုရောသတ်ဆုံတွေ့ရတော့မယ်သိပ်ပြီးဇက်နာတဲ့အခါမှာဒါပေမဲ့ရောသတ်ဟာကုရတိကိုဘဝမှန်ကိုဖုံးကွယ်ဟန်ဆောင်ထားတော့မှညီလေးဘင်ယမိန်ကိုမြင်ရချိန်မှာတော့ရောသတ်ရဲ့ဒီစိတ်အတွင်းထဲကခံစားချက်ဆိုတာကိုကျွန်တော်တို့ဘယ်လို့မှမှန်းဆလို့မရနိုင်အောင်ကိုဖြစ်နေပါတယ်။သားကြီးများနှင့်ဘင်ယမိန်ကိုဆေလွတ်ခြင်းဆိုတဲ့အကြောင်းနဲ့ ခန်းကြီး43ကိုစရမယ်ဆိုရင်ခါနန်ပြည်၌အလွန်အစာခေါင်းပါသည့်ဖြစ်ပြီအဲဂုတ်ထုပြည်မှ ဆောင်ခဲ့သောစဘာကိုစာကုန်ပြီးမှ အဖကတဖန်သွား၍ငါတို့စားเสียအနည်းငယ်ကိုဝယ်ကြပါအောင်ဆို၏ယူရကလည်းထိုသူသည်ကျွန်ုပ်တို့ကိုကြက်ကြက်ချင်းချောက်လျက်တင်တို့ညီမပါလျင်ငါမျက်နှာကိုမမြင်ရဟု ပြောထားပြီကျွန်ုပ်တို့ညီကိုထဲ့လျင်သွား၍အဖစားဖို့ရာဝယ်ပါမည် ညီကိုမထက်လျင်မတော်ပါအကြောင်းမူကားထိုသူကတင်တို့ညီမပါလျင်ငါမျက်နှာကိုမမြင်ရဟု ပြောထားပြီဟုအဖအားပြန်ဆိုလေ၏ထိုသူကြက်ကြက်ချင်းချောက်နေတဲ့ဒီကောင်ဆိုတဲ့နာမဝိသေသနာကတော့သူတို့မသိတဲ့ယောသပါပဲကျွန်တော်ထင်ပါတယ်ထိုသူထိုသူနဲ့သူတို့ပြောနေတဲ့သူကိုဒီအကိုကြီးတွေဟာခုထိဒစိမ့်စိမ့်တွေးပြီးတော့အသေးသေးဥရေရအောင်လန့်နေရစေဖြစ်ပြီးတော့ ပြောရင်ပြောရင်နဲ့အသံတွေပါတောင်တုံကုန်လို့မယ်လို့ကျွန်တော်ထင်ပါတယ်။ငါဝန်းပူဇာမနေသာဆိုလို့သာအဖေကလည်းဆံသွားဝယ်ဖို့ထတ်လွတ်နေရခြင်းမှာဣတရီလကလည်းတင်တို့၌ညီရှိမှန်းကိုထိုသူအားပြော၍အဘဲကြောင့်ငါကိုညှင်းဆဲကြသည်နည်းဟုဆိုတော့သူတို့ကထိုသူသည်ကျွန်ုပ်တို့၏အကြောင်းအရာအမျိုးအနွယ်တို့ကိုကြက်ကြက်မေးလျက်တင်တို့အဖအသက်ရှင်သေးသလိုညီရှိသေးသလိုဟုမေးသောအခါကျွန်ုပ်တို့သည်သူ၏စကားသဘောသို့လိုက်၍ ်ပြန်ပြောရပါ၏သင်တို့ညီကိုအမှန်ဆောင်ခဲ့ကြဟုသူပြောမိကိုကျွန်ုပ်တို့သည်အမှန်သိနိုင်ပါသလားဟုဆိုကြ၏ပါရွေလေးဗိယမိန်ကိုယာခေလနှင့်ယောသတ်ရဲ့အစာချစ်နေရရှာတဲ့အဖိုးကြီးယာကုပ်မထဲ့ခြင်းလို့အကြီးကောင်တွေကိုဆူတယ်မင်းတို့ကောင်တွေကသွားပြီးတော့ဒီညီလေးဗိယမိန်ရှိတာကိုပြောတာဟုတ်ကွာဘာညာနဲ့ဆိုပြီးဆူတယ်အဲ့တော့အကြီးကောင်တွေကလည်းကက်ကက်လန်ပြန်ပြောတယ်လीအ သူမေးတော့လေကျွန်တော်တို့ကဖြေရတာဗောအဖေကနောက်ပြီးခေါ်ခဲ့လို့ပြောမှ၄ဗတ်ဒီလေကျွန်တော်တို့ကဘဲသိမလဲဘာညာနဲ့အဲ့လိုဘူးနဲ့ပေါက်တွေဖြစ်ကုန်ရတယ်ဟေ့ကပ္ပဦးချမ်း43ငယ်၈နဲ့9အရာယူရကလည်းသူငယ်ကို ကျွန်ုပ်နှင့်အတူလွတ်ပါတို့ပြုရင်အဖမဆာ၍ကျွန်ုပ်တို့နှင့်သူငယ်များတို့သည်မသေးအသက်ရှင်မီအကြောင်းကျွန်ုပ်တို့သည်ထား၍တွားကြပါမည်ကျွန်ုပ်သည်သူ၏အာမခံဖြစ်ပါမည်ကျွန်ုပ်တွင်သူ့ကိုတောင်းပါ သူ့ကိုပြန်၍မဆောင် အဖရှိမှမထားလျင်အစင်မပြက်အပြစ်ကိုခံပါစေအကျိုးသိအကြောင်းသိဖြစ်သွားပါလေဒီလိုအာမခံဝင်ခံလိုက်တာကတော့ယူရပါယူရအမျိုးအနွယ်ဟာ နောက်ပိုင်းမှာဒါဝိတ်ပြီးတော့တဆင့်နောက်တဆင့်ခရစ်တော်ပေါ်ထွန်းမဲ့အမျိုးယူရအဲ့ဒီအချိန်မှာ အာမခံနေသလိုခရစ်တော်ဒီကနေ့ကျွန်တော်တို့ကိုအာမခံနေပါတယ်အာမခံတာနဲ့အညီအသက်ကိုဇလေးပြီးကျွန်တော်တို့ကိုကယ်တင်နေပါတယ်ပိုရင်းကြီးအဖြစ် ကျွန်တော်တို့ဆိုတဲ့သိုးမဲတွေကိုလိုက်လံရှာဖွေပေးနေတယ်ဆိုတာကိုမိတ်ဆွေတို့အောက်မိတ်သတိရကြပါလို့ကျွန်တော်အကြံပြုလိုပါတယ်။ဤမြလောက်မဖြစ်နှွဲလျင်အကယ်၍ဒုတိယအကြိမ်တွင်ပြန်ရောက်ပါပြီဟုအဖဣဒရီလာအာဆို၏။အဲ့ဒါကတော့ဟုတ်တယ်။ဘိယမိန်ကိုအဖိုးကြီးကမထည့်ရနဲ့ပဲအချိန်နှင်းဖြစ်နေကြတာပါ။ကပ္ပဦးကျန်းအခန်းကြီး43ငယ်71ကနေဆက်နေအတွင်ဖော်ပြတာကတော့အဖဣဒရီလာသည်လည်း တို့ဖြစ်ရင်ဤတို့ပြုကြလော့ထိုသူအားဆက်เสียဖို့တင်တို့အိဝါတို့တွင်ခါနန်ပြည်ဤအသီးမျိုးအကောင်းဆုံးကြီးဟုသောဘာလဆန်ဈေးအနည်းငယ်ပြားရည်အနည်းငယ်နန့်သာမျိုးမုရန်ဈေးသစ်ဧသည်ဘာဒန်သီးတို့ကို ယူကြလော့တင်တို့လက်၌ငွေနှစ်ဆကိုလည်းယူကြလော့အိဝါတွင်ဆောင်ခဲ့သောငွေကိုတဖန်လက်၌ဆောင်သွားကြအောင်လော့ထိုအမှုသည်သတိလက်သောအမှုဖြစ်ဟန်ရှိ၏လို့ဖြစ်ပါတယ် ခန္ဓာမှာရနိုင်တာတွေကိုရနိုင်သရွေတွေနဲ့မျက်နှာလှုပ်ဖို့မှားကြားနေပါတယ်။ထိုလူထိုလူနဲ့ပြောနေတဲ့သူတို့ညီမှန်းမသိတဲ့မင်းကိုချော့ဖို့မော့ဖို့ခိုးကြီးကဝင်ပြီးမှားကြားနေပါတယ်။အဲ့ဒီလက်ဆောင်တွေထဲမှာအခြေခံစားကုန်တွေကိုမတွေ့ရပါဘူးနော်။ဆံပြတ်နေပြီ၊ဂျုံပြတ်နေပြီဆိုတဲ့အသေးပဲကရှင်းနေပါတယ်။ပထမသွားတော့ကဆံစပားတွေအလကားပေးလိုက်တာကိုလေအခုလက်ရှိသဘောမပေါက်ကြသေးပါဘူး။ ပြန်ထည့်ပေးလိုက်တဲ့ငွေတွေကသူတို့အဖို့ပျော်စရာမဟုတ်ပဲဒုက္ခကြီးဖြစ်နေကြတော့မှာကျွန်တော်အရင်တစ်ခေါက်ပြောခဲ့တဲ့အတိုင်းကြီးကြီးကြီးလန့်ဆိုတာဒီအတိုင်းပဲလေသင်တို့ညီကိုလည်းယူ၍တဖန်ထိုသူထံသို့သွားကြလော့ထိုသူသည်သင်တို့အကိုတယောက်နှင့်ဗိမိန်ကိုလွတ်လိုက်ပြီးအကြောင်းသင်တို့သည်သူစိတ်နှင့်တွေ့ရသောအခွင့်ကိုအနန္တတကုရှင်ဘုရားသခင် ပေးတော်မူပါစေသောတို့ရတွင်ငါသည် သားဆုံးချင်းကိုခံရတော်မူဟုသားတို့အားဆိုသည့်အတိုင်းလို့ဆက်ပြီးတော့ဖတ်ရပါတယ်အဖိုးကြီးယာကုပ်ပြစ်တောက်ပြစ်တောက်နဲ့ပဲမတတ်နိုင်ဘူးသားကလေးဗိမိန်ကို မထည့်ခြင်းပဲနဲ့ထည့်လိုက်ရပြီကဲကဘာဦးချမ်းအခန်းကြီး43ငယ်15ကိုဆက်ပြီးရှုကြပါသူတို့သည်ထိုလက်ဆောင်ကို၎င်းမိမိလက်၌ငွေနှစ်ဆကို၎င်းဗိယမိန်ကို၎င်းယူ၍ထပြီးလျှင်အေဂုတ်တုပြည်သို့သွား၍ယောသတ်ရှိမှရက်နေကြ၏ ညီကလေးအရင်ခောက်ခောက်ဆိုတဲ့အတိနဲ့ရောက်လာတာကတော့နို့စုတငယ်ဘဝကလေးကစွန့်ပစ်ခဲ့ရတဲ့ညီလေးပါယောသတ်ရှိမှဘူးမသိဘာမသိရက်နေပါလေယောသတ်ရဲ့မျက်လုံးထဲမှာနှလုံးသားထဲမှာအတွေးအာယုံတွေထဲမှာဘလောက်များလှုပ်ရှားနေလိုက်လေမလဲအဲ့ခံကြွေးမွေးခြင်းဆိုတဲ့အခမ်းအနားကိုဆက်ပြီးကြည့်ရင်ပို့ပြီးတော့ပြည်ပြင်းလာပါလိမ့်မယ်ကဘာဦးကျန်းခန်းကြီး53ငယ်76 79 သူတို့နှင့်အတူဗိမိန်ပါလာတီကိုရောသက်မြင်လျင်ဝန်စည်းကိုခေါ်၍ဤသူတို့ကိုအိမ်သို့ခေါ်သွားလော့အကောင်များကိုတိုက်၍စားစရာကိုပြင်ဆင်လော့သူတို့သည်ငါနှင့်အတူမွန်းတဲ့စာကိုစားရကြလိမ့်မည်ဟုမှားထားသည့်အတိုင်းဝန်စည်းပြု၍သူတို့ကိုရောသက်အိမ်သို့ခေါ်သွား၏လွတ်လပ်စွာတွေ့ဆုံခြင်းလို့ယောသတ်သူ့အိမ်ကိုခေါ်သွားခိုင်းတာကအီဂျစ်ကနန်းတော်အုပ်သို့မဟုတ်နန်းရင်ဝန်ခေါ်ဝန်ကြီးချုပ်ရဲ့အိမ်တော်ပါ ကဘာဦးချံအခန်းကြီး43ငယ်78ကနေပေါ်ပြတာကတော့ယောသတ်အိမ်တို့ခေါ်သွားသောအခါသူတို့သည်ငါတို့အိမ်၌ယမန်ပြန်ပေးသောငွေကြောင့်ခေါ်သွင်းပြီးသူသည်အမှုရှာလိမ့်မည်ငါတို့ကိုအပြစ်ပြုသဖြင့်ကြွန်ခံစေ၍မြဲတို့ကိုသိမ်းကြလိမ့်မည်ဟု ဆိုပြီးဖြင့်တဲ့ရှည်လျားလိုက်တဲ့ကြောက်မွေးတန်လိုက်တဲ့ကြောက်မွေးဘယ်စားကနာနဲ့မှနှုတ်လို့မရဘူးနော်ညီတယောက်ကိုရောင်းစားခဲ့တဲ့အပြစ်ကိုသူတို့ခံရပြီး မဟုတ်တာလုပ်ရင်မဟုတ်တာလုပ်တဲ့အကိုကြီးတွေလေကြောက်လိုက်ရတဲ့အကြောက်ခုရက်ထိကြောက်လို့ကိုမဆုံးနိုင်ဘူးတစ်ချိန်လုံးပက်ခနဲ့ပက်ခနဲ့သဟုတ်ဟန်ကျင်းလိုက်မောင်းလိုက်လှုပ်ရရနေအခုအေယာမနန်းတော်ကြီးတဲ့ကိုဆွဲပြီးခေါ်တော့ပို့ပြီးသူတို့ကြောက်တယ်လीတန်လျာတွေဝင်နေသွေးကြောင်ကုန်ရတယ်ဒါလဲစိုက်တဲ့အတိုင်းရိတ်ရတာပါပဲနောင်တဆိုတာလေးခံခဲ့လို့သာတော်သေးတာပေါ့သူတို့လုတ်ခဲ့ပုံတွေကိုမှတ်မိတယ်မဟုတ်လားညီလေးအရင်ခောက်ခောက်ကိုငွေဝဲကျုံဖြစ်ရောင်းစားခဲ့ကြတာလीအ တက်ဖို့တောင်မှကြံခဲ့သေးတယ်လीအခုတော့ငါတို့ကိုပစ္စည်းတွေသိမ်းပြီးကျွန်ခံခိုင်းတော့မယ်နဲ့တူတည်းဆိုပြီးမျက်လုံးလေးနှစ်ဖက်စလုံးဒီခါလဲပြူပြီးတော့တယောက်နဲ့တယောက်ကြည့်ပြီးအထိတ်တလန့်ဖြစ်နေကြပြီယောသတ်ဤဝန်စည်းရေးအနည်းတို့ချင်းကပ်၍အိမ်တကားနာမှာနှုတ်ဆက်လျက်သခင်ယမန်ကအကျွန်ုပ်တို့သည် အစာဝယ်ခြင်းကအမှန်လာပါ၏စားကန်းတို့ရောက်၍အိမ်များကိုဖွင့်သောအခါလူတိုင်းနှင့်ဆိုင်သောငွေသည်အရှင်းမလျော့ပဲအိတ်ဝတွင်ရှိပါ၏ ထုံငွေကိုတဖန်ဆောင်ခဲ့ကြပါပြီထုံငွေကိုကျွန်ုပ်တို့အိတ်များ၌အဘယ်သူထည့်ထားသည်ကိုမသိနိုင်ပါဟုဆိုကြတော့ကြားကြရဲ့နော်အသံလေးတွေညောင်ညံ့ညံ့တယ်လीတကကွယ်မှာဟို PA လုတ်တဲ့ပုံကိုကိုတောင်းပန်နေတဲ့အသံလीစာကန်ဆိုတာကတော့အင်းကိုပြောတာပါအခုခစ်တော့တဲခုကန်ပေါ့ကျွန်တော်ပရမဆန်လာဝဲတုန်းကအဲ့ဒီလမ်းမှာတဲ့အဲ့တဲခုကန်လေးကိုလေရောက်တော့ကျွန်တော် ဘလူကချက်ပေးလိုက်တယ်မသိပါဘူးခင်ဗျာဈေးဘိုးတွေကိုကျွန်တော်တို့ပြန်တွေ့ပါတယ်အဲ့ဒါကြီးအခုပြန်ယူလာပါတယ်ခင်ဗျာဆိုပြီးတော့သူတို့ကိုအထင်မလွဲပါနဲ့အေးကျွန်တော်တို့ကဘုန်းနာမဟုတ်ပါဘူးခင်ဗျာကျွန်တော်တို့ကတော့အထင်မလွဲဘူးအဲ့ဒါခင်ဗျာရဲ့ဆရာသမားတခင်ကိုလည်းပြန်ပြောပေးပါနော်ဒီဝန်ကြီးချုပ်စိတ်မဆိုးအောင်ပြောပြပေးပါနော်ဘာညာစသဖြင့်ပေါ့တွေ့သမျှလူအကုန်လုံးကိုလိုက်ပြီးတော့မျက်နှာချိုတွေးနေရတယ်လीအဲ့ဒီတော့ဟိုပုဂ္ဂိုလ်ကချမ်းသာပါစေမစိုးရင်ချမ်းနှင့် ်သင်တို့ဘုရားသခင်သင်တို့အဖအီဘုရားသခင်သည်သင်တို့အိမ်များ၌ဗန္တာကိုတနာတော်မူပြီးသင်တို့ငွေကိုငါခံရပြီဟု ဆိုသဖြင့်ရှီမောင်ကို ထုတ်၍အပ်လိုက်လေ၏ဒီစကားအားဖြင့်ယောသတ်ရဲ့ဝန်စရေယောသတ်ရဲ့တပည့်ကျော်ပီအေလို့တဲ့လူဟာဘုရားသခင်ကိုတည်ကျွမ်းနားလည်နေပြီးယောသတ်ဟာသူ့ဝန်းကျင်မှာထာဝရဘုရားသခင်အကြောင်းကိုတက်သေးခံခဲ့ပြီးဆိုတာဟာမရှင်းဘူးလားတင်တို့ငွေကိုငါခံရပြီဆိုတာက ယောသတ်ခိုင်းတဲ့အတိုင်းဒီငွေတွေကိုငါပြန်ထည့်ပေးလိုက်တာဒါမှမဟုတ်ရင်စည်ရင်ရှင်းပြီးပြီလို့ဆိုချင်တာဖြစ်မယ်လို့ကျွန်တော်ယူဆပါတယ်ဆက်ပြီးဖတ်ရင်ကဘာဦးချန်းအခန်းကြီး53ငွေ24အရာယောသတ်အိမ်တို့တွင်းပြီးမှဝန်စည်းရည်သည်ကြီးကိုပေး၍ခြေဆေးစီမြဲတို့ကိုလည်းကျွေးလေ၏သူတို့ခေတ်ကခြေောက်ကိုရေဆေးတာဟာရင်ကျင်းမှုဒလိလို့ကျွန်တော်ထင်ပါတယ်နေရာတကာမှာခြေဆေးတဲ့အကြောင်းကိုမကြာခဏကျွန်တော်တို့တွေ့ရပါတယ် မွန်းတဲ့အချိန်၌ယောသတ်လာလိမ့်မည်ဟု သူတို့သည်မျှော်လင့်၍လက်ဆောင်ကိုပြင်းနှင်ကြ၏ထိုအိမ်၌သူတို့သည် အစာကိုစားရလိမ့်မည်ဟု သူတို့သည်ကြားလေသည်ယောသတ်သည်အိမ်သို့ရောက်သောအခါသူတို့သည် ကို၌ပါသောလက်ဆောင်ကိုအိမ်ထဲယောသတ်ထံသို့တွင်း၍သူရှိမှဥညွတ်ချလျက်နေကြ၏ဖခင်ကြီးယာကုပ်သူတို့ကိုယူသွားခိုင်းတဲ့လက်ဆောင်တွေကို ပေးကြတယ်ပြီးတော့ဥညွတ်ချကြတယ်ယောသတ်ငယ်ရွယ်စဉ်ကမက်ခဲ့တဲ့အိမ်မက်တွေအတိုင်း တချီတမောင်ထပ်ပြီးအဓိပ္ပာယ်ပေါ်လာပြန်ပြီလေအိမ်မက်ခဲရအတိုင်းသူတို့တွေကညီငယ်ကိုဥဝိုင်းပြီးညှို့ကြရပြန်ပြီလေတချိန်ကမင်းအမများကြီးကြီးအတော်လူဘွားရတဲ့ကောင်ဘာညာဆိုပြီးပြောခဲ့တဲ့အကောင်ကြီးတွေလေဘန်တက်နိုင်သေးတယ်လေအခုတော့သိမ့်ခံနေရကြပြီကဘာဦးချန်းခန်းကြီး53ငွေ28ရောသက်တီနှုတ်ဆက်ပြီးရင်တင်တို့အဖကြီးဟူသောတင်တို့အရင်ပြောသောအသက်ကြီးလူသည်ကျမ်းမာဘာဤလော အသက်ရှင်သေး၏လို့ဟုမေးလျင်ညီအကိုတွေနဲ့ယုံမှလို့မဟုတ်ဘူးနီနီကကမျက်နှာချင်းဆိုင်ပြီးတယောက်ချင်းကြည့်ပြီးမေးပါလိမ့်မယ်သူ့ကိုအချစ်ဆုံးအဖေသူ့အင်မတန်ချစ်ခဲ့တဲ့ဖခင်ကြီးကျမ်းမာပါစားအသက်ရှင်လျက်မှရှိပါစားဆိုပြီးတော့မေးလိုက်ခြင်းပဲဖြစ်ပါတယ်သူတို့ကကိုတော်ကျွန်ကျွန်တော်တို့အဖပြီးကျမ်းမာပါ၏အသက်ရှင်ပါသေး၏ဟုဥညွတ်ချ၍ရှ िख ိုးလျက်နေကြ၏အဲ့ဒီမြင်ကွင်းကိုမြင်အောင်ကြည့်ကြပါ ဘိယမိန်လေးအပါအဝင်ညီအကိုတစုတို့ဟာသူတို့မသိတဲ့ညီအကိုတော်ကိုဝိုင်းပြီးရှ िख ိုးဥညွတ်နေကြရတယ်တဲ့ထို့အခါယောသတ်တီမျှောကြည့်၍မိမိအမိဤသားမိမိညီအရင်ဘိယမိန်ကိုမြင်လျင်ဤသူကတင်တို့အရင်ပြောသောတင်တို့၏ညီဖြစ်တော်ဟု မေးလျက်တင့်ကိုဖျားသခင်ကဲမတနာတော်မူပါစေသောငါသားဟု ဆိုပြီးမှဖေလဲအတူတူမအေလဲအတူတူအဖေရာကုန်နဲ့အဖေ သဲဥပန်အချစ်ဥရာခေလာတို့ကနေမွေးတဲ့တူတုံစင်းညီအရင်ကလေးပါသူ့ကိုမွေးအပြီးမှအမေကွယ်လွန်သွားခဲ့ရတဲ့အတွက်စိတ်နှုတ်နွားနှုတ်နဲ့လူဖြစ်ခဲ့ရတဲ့ညီကလေးပါနှစ်ပေါင်းများစွာဘဝအစင်ပေါင်းများစွာခြားခဲ့ပေမယ့်သူ့အဖို့အသေးဆွဲခဲ့ရတဲ့ညီကလေးဗိယမင်းအတွေ့တင့်ကိုဖျားသခင်ကယ်မတနာတော်မူပါစေတော့ဆိုပြီးတော့သူချက်ချင်းအသံထွက်ကောင်းကြီးပေးလိုက်ပါတယ် ခံစားချက်တွေကိုယဉ်နှင်းအမျှသိသိထားရဖို့ဟာသိပြီးတော့ခက်ခဲခဲ့ပါတယ်။ဒါကြောင့်မို့ကဘာဦးကျန်းခန်းကြီး43ငွေ30မှာကြည်ပါ။ညီရင်းကိုမြင်ရ၍ကျင်နာသောစိတ်ရှိရသောကြောင့်အလျင်အမြန်ထသွားလေ။ငိုရာအရက်ကိုရှာသဖြင့်အိတ်ခမ်းတဲ့သို့ဝင်၍ငိုလေ၏။ခမည်းတော်ခဏလေးနေကြအောင်နော်။အရေးကြီးတဲ့ကိစ္စရှိလို့ဆိုပြီးညီအကိုတွေကိုမနဲ့အိန္ဒိယဆယ်တောင်းမှန်ပြီးအပြင်ဘက်ကိုသူထွက်ခဲ့ရပါလိမ့်မယ်။ သူ့ရင်ထဲမှာဘယ်လို့မှမချစ်တယ်ငယ်မခံစားနိုင်လောက်အောင်ညီလေးကိုချစ်တဲ့မေတ္တာစိတ်ကြီးဟာတလိမ့်လိမ့်လိုက်တက်လာခဲ့လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဒါကြောင့်မို့လို့လေအိတ်ခမ်းထဲကိုဝင်ပြီးရှိုက်ကြီးတငင်ငိုကြွေးမိပါတယ်။ဒီအချိန်မှာညီလေးဘယင်မင်းဟာတကယ်တော့အသက်22နှစ်လောက်ရှိတဲ့လူပြိုကြီးဖြစ်နေလောက်ပါပြီ။ယောသအဖို့ကတော့အဖေရင်ခွင်မှာမှိမ့်မှိမ့်ရင် မရှိတော့တဲ့အမေနို့ကိုမွတ်သိပ်စွာတန်းတန်းငိုကြွေးနေတဲ့ညီကလေးအဖြစ်ပဲသူ တွေးဆမြင်အောင်နေမှာပါနို့စို့ငိုသံဟာ သူ့ကိုကုတိလိုက်ပြီး၆နှစ်နေအောင်မယ်သူ့အသေးကိုထပ်ပြီးခွဲသလိုပဲရှိလိမ့်အောင်မယ်လို့ကျွန်တော်ယူဆမိပါတယ်ဒါကြောင့်မို့လို့လေယောသတ်ဟာဒီအချိန်မှာတော့အင်မတန်ဝန်းနေပူဆွေးပြီးတော့သူ့ညီလေးကိုတွေ့ရတဲ့အချိန်မှာအတိတ်ကိုပြန်သတိရမိပြီးတော့ငိုကြွေးမိခြင်းဖြစ်ပါတယ် ဟံမျက်နာကိုတိ့၍အိန္ဒြေချုပ်တီးလျက်အပြင်သို့ထွက်ပြီးလျှင်ဇပွဲကိုပြင်ကြဟုအမိန့်ရှိ၏ဒီလိုယောသအကြောင်းကိုဖော်ပြတဲ့အခန်းဟံအတော်ကိုတရုတ်ပြည်ပြင်တဲ့အခန်းပဲဖြစ်ပါလေပြီးတော့စိတ်လှုပ်ရှားစရာမကောင်းလွန်းဘူးလားဓမ္မသစ်ကာလမှာဖြစ်ပေါ်မဲ့ခရစ်တော်ရဲ့အတိတ်နမိတ်တစ်ခုကိုပရောဖက်ဇာခရိပြောခဲ့တဲ့အနာဂတ်စကားနဲ့လေတစိုက်တတိသဆင်တူနေတယ်ဆိုတာဆက်ဆက်တွေးတော်သင့်တယ်ဆိုတာကိုတွေ့ရပါလေဦးမယ် ဒုတိယအကြိမ်ကြွလာတဲ့အခါမှာခရစ်တော်ဟာ သူ့လူမျိုးတွေကနေပြီးနဗေးတော်ကဒံယာလက်တော်ကဒံယာတွေကိုမြင်ရတဲ့အချိန်ကျတော့မင်းဒီလက်ကဒံယာဟာအဘယ်သို့နည်းလို့မေးကြလိမ့်မယ်တဲ့အဲ့ဒီတော့ခရစ်တော်ကဒီဒံယာဟာအကျွန်ုပ်ရဲ့အဆွေခင်မွန်းအိမ်မှာခံခဲ့ရတဲ့ဒံယာတွေပါပဲဆိုပြီးဖြေတော့မှသူ့လူမျိုးဟာခရစ်တော်ကိုခရစ်တော်မှန်သိပြီးငိုကြွေးကြလိမ့်မယ်သူတို့အတွက်အသက်ကိုပေးခဲ့တဲ့လူ ဒံယာဒံချက်တွေနဲ့အစရေခံခဲ့တဲ့လူဆိုတာကို နားလေသဘောပေါက်ပြီးနောင်တမြေကြီးကြီးကြကြရလိမ့်မယ်လို့ဆိုထားတယ်လေအခုယောသက်ကိုလည်းသူ့ညီအကိုတော်တွေကိုတိုင်ပဲကျွံဘဝမရောက်ရောက်အောင်လှုပ်ပြီးရောင်းစားခဲ့ကြတယ်မကြခင်အချိန်မှာတော့ယောသက်ဟာသူ့ညီအကိုတော်တွေကိုသူ့ဘသူလဲဆိုတာကိုပေါ်ပြလာတော့မယ်သူ့ညီအကိုတော်တွေဘယ်လိုခံစားရအောင်မလဲဆိုတာတော့စောင့်ကြည့်ကြသေးတာပေါ့မိတ်ဆွေများခင်ဗျာအစ္စရေလဆိုတဲ့ ဂျူးလူမျိုးတွေဟာခရစ်တော်ရဲ့ခြွေရင်းမျိုးရင်းတွေဖြစ်ပါတယ်ခရစ်တော်အပေါ်မှာ သူတို့လူမျိုးအချင်းချင်းတွေကလက်ခံသူရှိတယ်လို့အများအပြားကတော့လက်မခံကြတာကို တွေ့ရပါတယ်ဘာပဲပြောပြောဒီလူမျိုးရဲ့အကောင်းအဆိုးကိုနဘေးချိတ်ခရစ်တော်ဟာဒုတိယအကြိမ်ဒီကဘာကိုပြန်ကြွလာမယ်ဆိုရင်သူတို့ကိုသူ့လူမျိုးဖြစ်တဲ့အပြောက်ပြန်လဲတွေ့ဆုံမိသဟာယဖွဲ့မယ်ဆိုတာဟာညင်းလို့မရစကောင်းဘူးဒါကြောင့် ခရစ်တော်ကိုယုံကြည်လက်ခံသူတို့အနေနဲ့ဂျူးလူမျိုးတို့အပေါ်မှာ ခရစ်တော်ရဲ့မျက်နှာတော်ကို ထောက်ထားပြီးဂျူးဆန့်ကျင်ရေးဝါဒမှန်သမျှနဲ့ကိုဝင်မပါစေနဲ့ကင်းကင်းရှင်းရှင်းနေကြလို့ကျွန်တော်ကတော့အကြံကောင်းညံကောင်းပြုချင်ပါတယ်အခုယောသတ်ရဲ့အကြောင်းကိုကျွန်တော်ဆက်ပြီးပြောပါမယ်ယောသတ်ဟာညီကလေးကိုအမှတ်မထင်လဲတွေ့ရရောစိတ်မထိန်နိုင်အောင်ငိုကြွေးပြီးတော့နောက်ချက်ချင်းမျက်နှာတဲပြီးပြန်ထွက်လာပါတယ် ။ခမင်းပြင်ရဟိစားကြမယ်လို့သူအမိန့်ပေးလိုက်ပါတယ်တဲ့။ဘာမှမဖြစ်ခဲ့ပြီးတကယ်သူယာဇအိန္ဒြေပြန်ပြီးဆောင်ထတာပေါ့ဗျာ။ကဘာဦးကျန်းအခန်းကြီး53ငယ်32မှာပေါ်ပြတွေ့ရှိကြအရာယောသတ်ဖို့တပွဲအကိုတို့ဖို့တပွဲယောသတ်နှင့်စားသောအဲဂုတ်ထုလူတို့အတွက်တပွဲအသီးသီးတို့ကိုပြင်ကြ၏အဲဂုတ်ထုလူတို့သည်တေပြဲလူတို့နှင့်တူမစားရထိုအမှုကိုအဲဂုတ်ထုလူတို့သည်ညွန်တတ်ကြ၏အဲ့ဒီအချိန်ကာလကလေးက လူအဖွဲ့အစည်းဟာတမျိုးနဲ့တမျိုးခွဲခြားမှုတွေဟာအတော်ပေါ်လွင်နေပြီအဲဂုတ်ထုဆိုတဲ့အီဂျစ်လူတွေဟာဟေပြဲခေါ်တဲ့ဣသရေလတွေနဲ့အတူထိုင်စားရမှာယွန်တဲ့မတူဘူးမတန်ဘူးထင်တာတွေကိုတွေ့နေရပြီအခုခေတ်သစ်နိုင်ငံရေးလူမှုရေးအပြောင်းအလဲကြီးတွေဟာအတိတ်ကိုတော်လှန်ပစ်လိုက်သလိုရှိနေပေမဲ့အတိတ်ရဲ့အရေးတွေဟာတော့နေပေအသီးသီးမှနှွမ်းမိုးကြံရည်နေသေးတယ်လို့ကျွန်တော်ထင်ပါတယ်။ဘာပဲဖြစ်ဖြစ်တမာကျန်းစာဟာ ဖြစ်ရမှန်တွေကိုပြန်ကြည့်ခြင်းနဲ့လူတွေအဖို့တော့တန်ဖိုးမဖြတ်နိုင်နဲ့ကြမ်းကြီးတဆူလို့ပဲကျွန်တော်ပြောချင်ပါတယ်။ဒါကြောင့်လဲဒီသမာကျမ်းစာတော်မြတ်ဟာပညာအလင်းကိုပေးတယ်၊သစ္စာတရားကိုဖော်ပြတယ်၊အဋ္ဌကအဖြစ်အသက်လမ်းကိုညွှန်ပြရာကျမ်းတဆူလို့ကျွန်တော်ဆိုခဲ့ရခြင်းပါ။ညီကိုတို့သည်အကြီးမားစား၍အငဲတန်းအောင်အရွယ်အလိုက်ရောသက်ရှိမှထိုင်နေကြ၏။သူတို့သည်အချင်းချင်းကြည့်၍အံ့ဩခြင်းရှိကြ၏။မအောင်ဘဲနေမလား။ စတုံးကလေးကဘလူးရက်ထွက်ပြီးကျင်းဟယ်မောင်းဟယ်လှုပ်ခဲ့တယ်။တရှိုးပဲမင်းတို့ကောင်းဒီတို့အဲကုတ်တို့ပြီးဘယ်နေရာမှာဘာအားနေချက်ရှိတယ်လဲဆိုတာကိုလာပြီးကြည်တာမဟုတ်ဘူးလား။မင်းတို့ကိုမယုံဘူးဘာညာဆိုပြီးတော့ပြောခဲ့ရုံနဲ့မကဘူး။ထောင်ထဲမှာသုံးရက်ထည့်ထားလိုက်တဲ့နိုင်ငံအကြီးအကဲတယောက်နဲ့အတူသူတို့ဟာအေယာမအိန္ဒိုကြီးမှာအခုလိုတဝိုင်းနဲ့ထိုင်ပြီးစားဖို့တောက်ဖို့ဆိုတာမျောလင်းလို့တွေးဆလို့မှမရခဲ့တာလေ။ဒါကြောင့်ဘယ်ဟင်းခွက်စကန်ရမှမသိလောက်အောင် တခါတည်းဥကြောင်ကြောင်ဖြစ်နေကြတာပေါ့ပြီးတော့မင်းတို့ထဲကတယောက်ကိုအပေါင်းအဖြစ်ဓာစကန်ထားခဲ့ပြီးမှပြန်ညအငယ်ဆုံးဆိုတဲ့ကောင်လေးကိုခေါ်ခဲ့ရဆိုပြီးပြန်လှည့်တယ်ဆန်စပားအတွေ့လဲပိုက်ဆံတပြားမှမယူအကုံအလကားထည့်ပေးလိုက်ယုံနေမကလမ်းမှာစားဖို့တောက်ဖို့ပါဇေယိအပြည့်အစုံနဲ့ပြန်ခိုင်းနေလုပ်ပုံတွေဟာတခုချင်းစဉ်းစားကြည့်နားမလည်နိုင်စရာတွေကြီးပဲဒီအကိုတွေအတွက်ဖြစ်နေတယ်လေဒါကြောင့်တယောက်နဲ့တယောက်ကြီးကြီးကြောင်ကြီးနဲ့အံ့ဩမကုန်ဖြစ်နေကြတာ နေမှာပေါ့အခုနေ့လယ်စာဝိုင်းမှာဆိုရင်ယောသက်ကပြင်ဆင်တာဟာအခမ်းအနားဆန်းဆန်းပြင်ဆင်ထားပြန်ပါလေအကြီးဆုံးရူဘင်ကထိတ်ကစပြီးအငယ်ဆုံးလေးဘင်ယမင်အကြည့်ဒူးနေရဒူးတော်နေရတော်ဆိုသလိုသူစီစဉ်ထားတယ်လीဒီလိုစီစဉ်ရအောင်လို့ဘယ်မှတ်ပုံတင်ကပ်ပြားပါလို့အသက်ဒီကိုဒီယောသက်ကသိနေပြီးဒီလိုစီစဉ်နိုင်ရတာလေဘာဖြစ်လို့ဒီလောက်အခမ်းအနားကြီးဆန်းဆန်းစီစဉ်နေရတာလဲဆိုတာကဒါ ဒီညီအကိုတွေဟာတွေးလိုက်မိတယ်ဆိုတော့ဒါယောသက်ပဲဆိုတာယောသက်မဟုတ်တော့မှသူတို့ကိုကကနာသိနေတဲ့လူတယောက်ပဲဆိုတာသူတို့တွေးမိဖို့ကောင်းတယ်ပီအေဆိုတဲ့ဝန်စည်းကအားပေးနိုင်လို့သာအန်ဒီရမရှိတော့မှန်းသိပြီးအလုံးကြီးတွေကြာသွားတာတခြားတန်တရားတွေကတော့သူတို့ကိုခေါင်းထဲမှာတခါတည်းရင်းနဲ့မချိမဆန့်ဖြစ်နေတာအမှန်ပဲဖြစ်ပါလေကပ္ပဥကျန်အခန်းကြီး43ရဲ့ဏိဂုံးအပိုက်မှာပေါ်ပြထားတာကတော့ယောသက်ဒီလေသူတို့စားရန်အဖို့ အသီးသီးကိုမိမိချမ်းမှပေးလိုက်၏။ဗိမိန်ရသော အဖို့သည် အကိုတို့ရသော အဖို့အထက်ငားစများသည်။သူတို့သည်တောက်၍ပျော်မွေ့ခြင်းသို့ရောက်ကြ၏လို့ဖြစ်ပါလေ။လက်ဆက်သက်တော့ဇရောကဲနှင့်တပြည့်တပန်းတွေကခုံစီတာတို့လိုက်ပွဲချတာတို့ရက်ခတ်တာတို့လောက်ကိုသာလောက်တာ။ယောသတ်ဟာဒီဇပွဲဝိုင်းကြီးတစ်ခုလုံးကိုယ်တိုင်ဒိုင်ခံပြီးဝေပေးနေတာကိုအလုံးအတွက်တယောက်စီအတွက်သူကရရှင်ထုတ်ပေးနေခဲ့တယ်။ ဘသူကအတောင်ပံရိုးကိုကြိုက်ပြီးဘသူကခြေထောက်ရိုးကိုကြိုက်တတ်တာကအစဘသူကလေရင်းရိုးကိုကြိုက်တတ်တာကအစဘသူကအသေးအမြင့်မစားဘူးဆိုတာကအစ तू သိတယ်သူ့အကိုတွေအเจ้าကို तू မမေ့သေးဘူးလို့ကျွန်တော်တွက်စားတယ်စားလုံးကြီးတဲ့လူတွေကျတော့ထမင်းများများအစားသေးတဲ့ကောင်ကျတော့ခက်နေနေစားတဲ့ဖြင့် तू ကအကုန်စီစဉ်ပေးနေတာလေအံ့ရောအင်မတန်အကွက်စီးတဲ့ရောသက်ပဲညီကလေးဘင်ဂျမင်ကျတော့သူ့အချစ်ဆုံးလေးမဟုတ်လား အစားအသောက်လည်းအင်မတန်မက်တက်တဲ့အရွယ်လေးဖြစ်တယ်။ဒါကြောင့်သူကတော့သူများတဲ့၅ဆလောက်ခင်းနေဘလဘွားနဲ့အရှံပဲဧခန်ကြီးခံရတာလေ။ယောဘကသူ့အတွက်ကတော့ special ပြုစုတယ်ဒီ။တစ်ဖက်ကတွေးကြည့်တော့လေသူဟာသူ့ကိုယ်ကို သူနိုင်ငံတစ်ခုရဲ့အကြီးအကဲဘဝကိုတောင်မေ့ပြီးညီအကိုတွေနဲ့တွေ့ရတဲ့အချိန်ငယ်ဘဝကိုပြန်ပြီးစိတ်ရောက်လို့အဖေ့အိမ်အရေးမှအတူတကွနေခဲ့ကြတာတွေကိုအောက်မေ့ပြီးပျော်ပျော်ကြီး ညီကိုချင်းဧကခံနေတယ်လို့ကျွန်တော်ခန်းစားမိပါတယ်။ဖာရောဘုရင်ကြီးဟာဖလားတော်ဝန်စားတော်ဝန်ဆိုပြီးသီးသန့်အရာရှိတွေခန့်ထားတာကိုကျွန်တော်တို့ကြားခဲ့ရပြီးပြီနော်။ဝန်ကြီးချုပ်လောက်အဆင့်ရှိတဲ့ယောသတ်ကလည်းအဲ့ဒီလိုဝန်တွေရှိလိမ့်မယ်။ဖလားတော်ဝန်ဆိုတာကတော့အတိအကျပြောရရင်နန်းတော်မြေလိုက်ထဲမှာစပြည့်ရည်တွေဝန်ရက်တွေကိုအိုးကြီးနဲ့စိန်ထားပြီးပောက်ပွဲစားပွဲကြီးတွေမှာအဖျော်ယမကာအတွက်တာဝန်ယူပေးရတဲ့လူဖြစ်ပါတယ်။အခု ယောသတ်တို့ညီအကိုတွေ့ကြဆုံရတော့မှဒီယောသတ်ဟာသူ့ရဲ့ဖလားတော်မုံကိုအကောင်းဆုံးနှစ်ချို့အရက်ဒီဝိုင်းနေနဲ့ထုတ်ခဲ့ခိုင်းပြီးအရှံပဲဧကံခိုင်းပါလိမ့်မယ်လိုတယ်ဆိုတာတခုမှမရှိစေရဆိုတဲ့အမိန့်တော်ချမှတ်ထားခဲ့ပါလိမ့်မယ်ဒီအခါမှာတော့အငတ်ဘေးဆိုင်နေတဲ့ခန္ဓာန်ဆိုတဲ့အရက်ကနေနတ်မှန်အောင်မစားရပဲငတ်နေတဲ့ညီအကိုတော်တွေဟာခကြီးကလည်းပန်းလာတယ်စိတ်ကလည်းပော့သွားတယ်ဆိုတဲ့အချိန်မှာ အေယာမတီခင်းလာတဲ့ဒီအဂုတ်တုပြီးကနန်းရင်ဝန်ကြီးအယောသက်ရဲ့နေလေစာစားပွဲကြီးမှာ ချပေးသမျှဟင်းတွေကိုပိုက်ရိုက်စားပြီးချက်ပေးသမျှအရက်တွေကိုလည်းအကုန်တောက်ရင်အကြီးအကျယ်ပျော်မြူးသွားတယ်လို့ကျမ်းစာထဲမှာဖော်ပြထားပါတယ်သောတရှင်အပေါင်းတို့ခင်ဗျာဘယ်သူမပြုတ်မိမိမှုဆိုတဲ့အတိုင်းတစ်ချိန်ကညီငယ်ကလေးကိုငွေ20နဲ့ရောင်းစားခဲ့တဲ့အော့ဂျောလန်အကူကြီး10ယောက်ဟာအခုအချိန်မှာတော့သူတို့ရောင်းစားလိုက်တဲ့ညီငယ်လေးကို တစ်ချိန်လုံးပျောက်ဝတ်ပြီးတော့အယိုအသေးပြုတ်ပြုတ်နေရတဲ့အဆင့်ကိုရောက်နေပါပြီပြီးတော့သူတို့အပေါ်မှာပြသလိုက်တဲ့မေတ္တာကိုတောင်းမှမေတ္တာအဖြစ်နဲ့မသိနိုင်လောက်အောင်ကိုမယုံကြည်နိုင်လောက်အောင်အပြစ်မှောင်သူကြီးကွဲထားတဲ့အတွက်စိတ်ပင်ပန်းလူပင်ပန်းအမျိုးမျိုးအဖြစ်ရောက်ခဲ့ရတာတွေကိုကျွန်တော်တို့ဒီကျမ်းတစ်လျှောက်လုံးမှာတွေ့ခဲ့ရပါပြီဒါပေမဲ့သူတို့ကကိုယ့်အပေါ်မှာ မကောင်းခဲ့သလောက်ကိုယ့်အလက်မှာတော့ချစ်ချင်းမေတ္တာအပြည့်နဲ့ကျေးဇူးပြုခဲ့တဲ့အပြင် လူသားဆန်လာတဲ့ယောသတ်ဆိုတဲ့ပုဂ္ဂိုလ်ဟာသူတို့ကိုမြင်တော့မျက်ရည်တောင်မှကြားခဲ့ရသေးတယ်။နောက်တစ်ခါသူညီအငယ်ဆုံးကလေးကိုတွေ့ရတဲ့အချိန်မှာတော့ဘယ်လိုမှအိမ်ဒီမစိမ့်နှဲလောက်အောင်ရင်နှင်းပြီးအပြင်းထွက်ပြီးငိုကြွေးမိတယ်ဆိုတဲ့အကြောင်းတွေကိုလည်းဝန်းနေဝန်းသာစရာမြင်ကွင်းများအဖြစ်ကျွန်တော်တို့ဒီသင်သိရသောတမန်ကျမ်းပို့ချချက်မှကြားသိခဲ့ရပြီဖြစ်ပါလေ။အခုအချိန်မှာသူတို့တွေဟာသူတို့ရဲ့အတိတ်အတွက် နောင်တတွေရရှိနေကြပြီဆိုတာကိုတော့တမကျန်းစာမှာပေါ်ပြထားခဲ့ပြီဖြစ်ပါတယ်။ပြီးတော့တချိန်ကသူတို့ပြက်ရဲပြုတ်ခဲ့ပြီးမဖြစ်နိုင်ဘူးလို့ချင်းခဲ့တဲ့အိမ်မက်သေးကတိုင်းလင်းဂျောသက်ကိုသူတို့အချိန်ချင်းဥညွတ်ပြက်ဝင်နေရပြီဆိုတာကိုတွေ့မြင်ရပါပြီ။ဒါတွေအလုံးဟာဘုရားသခင်အံ့ဩပွဲပြင်ဆင်တော်မူသောကြောင့်ဖြစ်ပေါ်လာရတဲ့လော့ကီထုတ်ပတ်လူတို့ဇက်တစ်ခုဖြစ်တဲ့အကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။နောက်တစ်ချိန်အစီအစဉ်မှာ ကဘာဦးကျန်းအခန်းကြီး44ကိုလေ့လာမှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါရစေ။